ပဲပင်ပေါင်းကပေးတဲ့ကျဲမရဲ့အကျိုးကျေးဇူးပဲပင်ပေါင်းလို့ပြောလိုက်ရင်အထွေထွေထူးထူးပြောကြမလို့ပဲနဲ့တော့လူတိုင်းလူလူသိထားပြီးဖြစ်မှာပါပဲပင်ပေါင်းကိုကြောစားလို့ရတယ်လို့အတုတ်တွေထဲမှာပဲထက်ထက်ထုတ်ပြီးတော့ပဲဖြစ်ဖြစ်ဟင်းကျွတ်ချက်ပြီးတော့ပဲဖြစ်ဖြစ်အချင်းစိန်ပြီးတော့ပဲဖြစ်ဖြစ်စားလို့ရှိကြပါတယ်ဒီလိုမျိုးစားလို့ကောင်းတဲ့ပဲပင်ပေါင်းကိုနေ့တိုင်းစားသုံးပေးမယ်ဆိုရင်ဘလို့အကျိုးကျေးဇူးတွေရရှိမလဲဆိုတာကိုသိကြရင်တော့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော် ဖဲပင်ပေါဆိုတာကပဲစီလေးတွေကစပြီးတော့အပင်ပေါက်လာတဲ့အချိန်နေပါခိတ်ဖျားမှာအဝါရအရွက်နှစ်ခုရှိနေပြီးတော့အဖြူရောင်ရိုးတံလေးနဲ့အမြင့်ခတ်ပါပါလေးပါတဲ့အပင်ငယ်လေးတွေပါပဲပဲပြားနဲ့ပဲပင်ပေါက်ကို ရောကြော်စားကြတာများသလိုအတုပ်တွေမောင်ငါထဲမှာလည်းထည့်စားကြပါတယ်ပဲဒီချင်တော့ကလည်းညီမလူမျိုးတွေကိုကတွင်းမိန်စေတဲ့ဟိယာတစ်မျိုးပါပဲပင်မောက်ဆိုင်ရရှိမဲ့ကျမရဲ့အကျိုးကျေးဇူးတွေက ပဲပင်ပေါက်က အာဟာရဓာတ်ကျေဝသလိုခန္ဓာကိုယ်အတွက်လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေကျေဝစွာပါဝင်နေတာကြောင့်ခန္ဓာကိုယ်ကို ကျန်းမာစေနိုင်ပါတယ်။ကိုယ်ခန္ဓာကောင်းစေတဲ့ပဲပင်ပေါက်မှာဗီတာမင်စီပါဝင်တာကြောင့်ကိုယ်ခန္ဓာကိုကောင်းစေနိုင်ပြီးတော့ယောဂဗိုလ်တွေကုသမှုကနေပြီးတော့အထူးအောင်ဆုံးကောက်ွယ်ပေးနိုင်ပါတယ်။ဓာတ်တို့ဆန့်ကျင်အားနေ့စဉ်ပါဝင်နေတာကြောင့်ခန္ဓာကိုယ်ကိုကျန်းမာစေပြီးတော့ဇီဝကံမှာလုပ်ငန်းစဉ်တွေကိုအကောင်းဆုံးလည်ပတ်စေနိုင်မှာပါ။ ဗီတာမင် A ပါဝင်နေတာကြောင့်လည်းခန္ဓာကိုယ်ကိုအကောင်းဆုံးထောက်ပံ့ပေးနိုင်မှာပါ။ဇီဝကံမှာဖြစ်စေမျိုးကောင်းမွန်စေနိုင်ပါတယ်။ ပဲပင်ပေါက်မှာဇီဝကံမှာဖြစ်စဉ်တွေကိုအကောင်းဆုံးလည်ပတ်စေနိုင်ဖို့ထောက်ပံ့ပေးနိုင်တဲ့အင်ဇိုင်းတစ်မျိုးပါဝင်နေပါတယ်။ဒီအင်ဇိုင်းကိုအခြားစားစရာတွေကနေပြီးတော့ရရှိဖို့ခက်ခဲပါတယ်။ဒါအပြင်ပဲပင်ပေါက်မှာဆဲတွေဖြစ်ပေါ်မှုကိုတွင်းအင်္ကာတွေကျန်းမာအောင်ထောက်ပံ့ပေးမှုနဲ့ကြွက်သားတွေကျန်းမာတန်ဆွမ်းအောင်လှုပ်ဆောင်ပေးတဲ့ပရိုတင်းကျေဝါစာပါဝင်နေပါတယ်။အယူးနဲ့ကြွက်သားတွေတန်မာပြီးတော့ကိုတွင်းအင်္ကာတွေကျန်းမာစေဖို့စားသုံးပေးသင့်ပါတယ်။ အစာချေစနစ်ကိုကျန်းမာစေနိုင်တယ်။ပဲပြပောင်းမှာပါတဲ့အင်ဇိုင်းကအစာချေစနစ်ကိုကျန်းမာစေနိုင်ပြီးတော့အစာချေစေနိုင်သလိုဥနေရတွေကိုအာဟာရတက်တွေအကောင်းဆုံးဆုပ်ယူနိုင်အောင်ထောက်ပံ့ပေးနိုင်ပါတယ်။အမြင်တဲ့ကျေဝါးတာကြောင့်ဝမ်းချုပ်တာကနေပြီးတော့ကင်းဝေးအောင်အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါပါ။ဝေးကျစေနိုင်ပါတယ်။ကယ်လိုရီပါဝင်မှုနည်းပြီးတော့ခန္ဓာကိုယ်အတွက်အကျိုးပြုတဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေကျေဝါးစွာပါဝင်နေပါတယ်။ အမြင်တဲ့ပါဝင်မှုကြောင့်အစာခံနိုင်စေပြီးတော့ကိုယ်လေးချိန်ကိုချင်တဲ့သူတွေစားသုံးပေးတဲ့ဆားစရာတစ်ခုပါ။ဝေးချင်တဲ့သူတွေနေ့တိုင်းစားပေးတင်ပါတယ်။သူရနေတာကိုသက်သာစေနိုင်တယ်။ ခန္ဓာကိုယ်မှာတန်တက်နေလာတဲ့အခါသူရနေယောဂါကိုခံစားရနိုင်ပါတယ်။အဲကြောင့်တန်တက်ကြွယ်ဝတဲ့အစားအစာတွေကို စားဖို့လိုပါမယ်။ဒီတော့တန်တက်ချို့တဲ့မှုကြောင့်သွေးအားနည်းတာအစာချေစနစ်ပြဿနာတွေခံစားရတာခြေကုန်လက်ပန်းကျတာအမောမခံနိုင်တာတွေမဖြစ်စေဖို့အတွက်ပဲပင်ပေါက်လေးကိုစားသုံးပေးသင့်ပါတယ်။ပဲပင်ပေါက်မှာပါတဲ့တန်တက်နဲ့ကော့ပါတက်တွေဟာခန္ဓာကိုယ်ထဲမှာသွေးနီဦးစဲတွေဖြစ်ပေါ်စေပြီးကိုယ်တွင်သွေးလက်ပန်းမှုကိုကောင်းစေနိုင်ပါ ါတယ်။အမြင့်အယုံကောင်းစေနိုင်တဲ့ဗီတာမင် A ကျေဝတာကြောင့်အသက်အရွယ်ကြောင့်ဖြစ်တဲ့အမြင့်အယုံပြဿနာတွေကိုအထူးအဆုံးကာကွယ်ပေးနိုင်ပါတယ်။မျက်စိအတွင်းတွင်ဖြစ်တာကိုကာကွယ်ပေးနိုင်ပါတယ်။ဒါကြောင့်မျက်လုံးကိုအသုံးပြုပြီးအလုံးလုံးနေရသူတွေအနေနဲ့မျက်လုံးလေးတွေကျန်းမာစေဖို့ပဲပင်ပေါက်ကိုစားသုံးပေးသင့်ပါတယ်။ကဲခန္ဓာကိုယ်လေးကျန်းမာစေဖို့အတွက်ပဲပင်ပေါက်ကိုတစ်ပတ်ကို၃ချိန်နောက်တော့စားသုံးပေးဖို့ပြောပြရစီနော်။ဘာတွေသတိထားရမလဲ။ပဲပင်ပေါက်ကလူတိုင်းနဲ့ ဲ့တဲ့တယ်ဆိုပေမဲ့အသက်9နှစ်အောင်ကလေးတွေအသက်80အထက်လူကြီးတွေကိုဝင်ဆောင်မိမိတွေနဲ့ကိုခန့်အနည်းသူတွေအများကြီးစားတာမျိုးမလုပ်သင့်ပါဘူးနောက်တစ်ချက်ကတော့လက်ဆက်ပြီးတော့တေချာချက်ထားတာကိုပဲစားပေးပါအစိမ်းစားတာမျိုးကိုမလုပ်ပါနဲ့လို့ပြောရင်းနဲ့ပဲကျမရဲ့ view လေးကိုဆုံးသက်လိုက်ပါရဲ့ရှင်အားလုံးပဲညီကောင်းချမ်းမှကြပါစေလို့ဆုတောင်းပေးလိုက်ပါရနော်နောက်ထပ် view မှပြန်တွေ့ကြပါမယ်ရှင်